ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဖတ်ခဲ့တဲ့စာအုပ်လေးတအုပ်ကိုပြန်လည်ပြီးတော့ဝင်မြပေးချင်ပါတယ်ဒီစာအုပ်လေးကတော့ 21ရာစုလူငယ်စုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ဒီစာအုပ်လေးထဲမှာစာရေးဆရာရေးထားတဲ့အချက်တွေကကျွန်တော်ရဲ့ဘဝအတွက်အင်မတန်အကျိုးရှိတဲ့အရာတွေရှိခဲ့တဲ့အတွက်ကျွန်တော်ကပြန်လည်ပြီးဝင်ရခြင်းဖြစ်ပါတယ်စာအုပ်လေးကိုရေးသားသူကတော့စာရေးဆရာဝင်းကိုကိုအောင်ဖြစ်ပါတယ်စာရေးဆရာကနီးပညာသမားဖြစ်တယ်ပေါ့နော်သူရဲ့ဘဝမှာမှတ်တိုင်တစ်ခုစောက်ချင်တဲ့အနေနဲ့ဒီစာအုပ်လေးကိုရေးသားထုတ်ဝေခြင်းဖြစ်ပါတယ်ဒီစာအုပ်လေးထဲမှာစာရေးဆရာပြောပြတဲ့အချက်တွေအများကြီးရှိသေးတယ်ခါမှကျွန်တော်ကအနှစ်ချုပ်အနေနဲ့ပြပြပေးခြင်းတဲ့အချက်နံပါတ်1တစ်ချက်ကတော့စာရေးဆရာပြောထားတဲ့ line ကြောင်တာက ောင်းတယ်ထင်လားဆိုတဲ့အစားအကြောင်းလေးဖြစ်ပါတယ်ဗောနော်ဒီအထဲမှာဆိုရင်စာရေးဆရာကဒီ line ကြောင်းတယ်ဆိုတာကကိစ္စတစ်ခုကိုတည်တည်ချာချာဖြစ်မြောက်အောင်မလုပ်ဘဲနဲ့ဟိုဆက်ဆက်ဒီဆက်ဆက်အရှောက်လုပ်နေတာမျိုးကိုပြောတာဗောဗျာတနည်းအားဖြင့်ပြောမယ်ဆိုရင်ကျွန်တော်တို့ရဲ့ဘဝမှာ level တစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုကိုဘယ်နေရာမှာမှတည်တည်ချာချာမတော်ဘဲနဲ့ဟိုဆက်ဆက်ဒီဆက်ဆက်လုပ်တဲ့အခါမှာတကယ်တကယ်ကိုဘယ်နေရာမှာတော်လဲလို့ပြန်ပြီးတဲ့အချိန်ကျတော့ဘယ်နေရာမှာမတော်ဘူးပဲအဲ့လိုမျိုးဖြစ်တာဖြစ်တဲ့အတူတူအများကြီးရှိတယ်ဗောနော်အဲ့တော့ကျွန်တော်တို့ရဲ့ဘဝကိုလည်းဟိုဆက်ဆက်ဒီဆက်ဆက်နဲ့ line ကြောင်းနိုင်မျိုးမဟုတ်ဘဲနဲ့ကိုကိစ္စတစ်ခုတ တစ်ခုဒီတိုင်းကိုတူတူကြကြာတိပြီးတော့တက်ကြွတဲ့သူဖြစ်အောင်လို့စာရေးဆရာကအကြံပြုပေးပြတာပါတယ်။နောက်တစ်ခုကကြတော့အလို့စူးစမ်းမှုနဲ့ရလက်မတူတဲ့အကြောင်းကိုစာရေးဆရာကရှင်းပြပေးထားတယ်ပေါ့နော်။အဲ့မှာဆိုလို့ရှိရင်ဒီကဆရာကဒီ project ဝင်ရဲ့ founder ဖြစ်တယ်ပေါ့နော်။အဲ့ဒီတော့သူက သူ့ရဲ့ breakdown တွေနဲ့သူနဲ့အမေးဖြေလုပ်ခဲ့တာလေးကိုဒီမှာပြောထားပြီးတယ်ဗောနော်အဲ့ဒါကဘာလဲဆိုတော့သူ့ရဲ့ breakdown တယောက်ကသူ့ကိုမေးတယ်အဲသူကအလုပ်လုပ်ရင်လည်းသူကစူးစမ်းပြီးတော့လုပ်တယ်သူများထိုင်တော့သူကအလုပ်ချိန်ဆိုပြီးမခုတ်ကပ်ဘူးဗောနော်ဒါပေမဲ့သူစူးစမ်းမှုကိုတဲ့ဘယ်သူမှအတိအမဲ့မပြုကြဘူးတဲ့အဲ့လိုပြောတဲ့အခါမှာစာရေးဆရာကအလုပ်စူးစမ်းမှုနဲ့ရလက်ထမ်းမှုမတူတဲ့အကြောင်းလေးကိုတည်တည်ချာလေးရှင်းပြပြီးတယ်ဥပမာလေးတွေနဲ့သူရှင်းပြပေးထားတယ်ဗောနော်အဲ့ဒါကဘာပြောချင်တာလဲဆိုရင်ကျွန်တော်တို့ရဲ့ဘဝမှာအလုပ်တစ်ခုခုကိုဘယ်လောက်ပဲစူးစမ်းပြီးလုပ်ပါတယ်ပြောပြောညနေရဲ့အလုပ်ချိန်စင်းချိန်ရောက်လို့ကျွန်တော်တို့ပြလုတ်ခဲ့တဲ့အလုပ်တွေက ပြစီရတခုမှမရှိဘူးဆိုရင်ကျွန်တော်တို့ကအလုံးမပြီးရောက်တာပဲတဲ့ဆာရေးစာကအဲ့လိုမျိုးလေးကိုတိကျချာလေးနားလည်လေအောင်လည်းရှင်းပြပေးထားပါဗျ။နောက်တစ်ခုကကျတော့ကျွန်တော်တို့ရဲ့ဘဝမှာဘာလဲဆိုလို့ရှိရင် လူကောင်းတဲ့လူတော်ပေါ့နော်လူကောင်းတဲ့လူတော်ဆိုတာကဘာကိုပြောချင်တာလဲဆိုရင်ကျွန်တော်တို့ရဲ့ဘဝမှာလူကောင်းဖြစ်ဖို့လဲလို့လူလူတော်ဖြစ်ဖို့လဲလို့တယ်လူကောင်းဆိုတာဘယ်လိုလူမျိုးလဲဆိုလို့ရှိရင်တို့ရဲ့ဘဝမှာအမြဲတမ်းသူတို့ဘာကိုအကောင်းမြင်တယ်သူတို့ဘာရဲ့ခံစားချက်ကိုတို့ကဂယုစိုက်ပေးတယ်ပြီးရင်တို့ကိုယ်တိုင်ကလည်းသူတို့ဘာကိုဂယုစိုက်ပြီးလို့သူညာရဲ့ဂယုစိုက်တာလဲတို့ကလူချင်းတဲ့သူမျိုးပေါ့နော်အဲ့လိုမျိုးဒါကလူကောင်းတွေဘလောက်ပဲတို့မှာအငင်းခုန်တွေဖြစ်ပါသေးတို့ကအလျှော်ပေးတယ်ပေါ့နော်အဲ့လိုမျိုးဒါပေမဲ့တစ်ခုရှိတာကမှားရင်မှားတယ်ဆိုတာကိုတို့ကလူကောင်းဖြစ်တဲ့အတွက်ရေးဘုံထုံမပြောဘူးအဲ့လို ့လူမျိုးဖြစ်တယ်ပေါ့နော်လူတော်ကြတော့အဲ့လိုမဟုတ်ဘူးမှန်ရင်မှန်တယ်မှရင်မှားတယ်ဆိုတာပေါ့တိတိကျကျနဲ့ပုံဝင်လင်းလင်းထုတ်ဖော်ပြောပြတဲ့သူမျိုးပေါ့နော်အဲ့အောင်စာရေးဆရာကကျွန်တော်တို့အနေနဲ့လူကောင်းလည်းဖြစ်ဖို့လိုတယ်လို့လူတော်လည်းဖြစ်ဖို့လိုအပ်တယ်ဒါပေမဲ့အရေးကြီးတာကကျွန်တော်တို့ရဲ့ဘဝမှာလူကောင်းဖြစ်ပြီးတော့လူတော်မဖြစ်လို့ရှိရင်ကျွန်တော်တို့ကိစ္စတစ်ခုခုကိုဥဆောင်နိုင်ဖို့အတွက် ခက်ခဲမှုရှိမယ်ဆိုပြီးတော့စာရေးဆရာကပြောထားတယ်ပေါ့နော်။ဒါကြောင့်ကျွန်တော်တို့ရဲ့ဘဝမှာလူကောင်းရောလူကောင်းရောဖြစ်ဖို့ဆိုပြီးတော့စာရေးလူရောလူကောင်းရောဖြစ်ဖို့ဆိုပြီးတော့စာရေးဆရာကအအများကြီးညွှန်ပြပေးတာဒါကိုတွေ့ရပါတယ်။နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်တဲ့ပတ်ဝန်းကျင်ကိုဂယူမဆိုင်ဖို့ပေါ့နော်။အဲ့ဒါကိုစာရေးဆရာကပြောပြပေးထားပါတယ်။ဘာလို့ဒီထဲမှာဆိုလို့ရှိရင်လဲစာရေးဆရာကဥပမာလေးနဲ့ပြောပြထားတယ်ပေါ့နော်။ဒီဝန်ထမ်းတယောက်ကသူ့ထည့်ရက်ကိုပြောတယ်တဲ့သူ့ရဲ့ ူဝန်တန်းတခြားဝန်တန်းတွေကသူမကောင်းချောင်းကိုပြောတယ်ဆိုပြီးပြောတယ်เนาะအဲ့ဒီအချိန်မှာဒီဝန်တတိလုတ်သူကနေပြီးတော့ဝန်တန်းလုတ်သူကိုဒါဆိုရင်ဖန်ကွက်ထဲမှာရေထည့်ပြီးတော့မင်းဂျုံတပတ်ကိုပတ်ပါတဲ့လို့ပြောတဲ့အခါမှာအဖန်ကိုလေးတဲ့မှာဒါပေမဲ့ရေလုံးဝဖိတ်လို့မရဘူးလို့ပြောတယ်ဗောနော်အဲ့အခါမှာဝန်တန်းလုတ်သူကအဲ့ရေမဖိတ်အောင်ဂျုံပတ်ပတ်ပတ်ပြီးတဲ့အခါမှာပြန်လာတယ်အဲ့ဒီအချိန်မှာ ကဲဝန်ထမ်းတွေမင်းကိုဗာပြောနေတယ်ငါ့ကိုကံပြောပြရလို့ပြောတဲ့အခါမှာ तू ကဗာပြောမှမသိဘူးလေဗာပြောလို့ဆိုတော့ရေမဖိအောင် तू ကအာယုံစိုက်နေရလို့ပေါ့နော်အဲ့ဒီခါမှာတတိယဗာပြောလဲဆိုတော့အဲ့လိုပဲမင်းဘဝမှာကိုလောက်ရမဲ့အလုပ်ကိုအာယုံစိုက်တယ်ဆိုရင်ပတ်ဝန်းကျင်ကိုဘယ်သူမစိုက်မိတော့ဘူးဆိုတဲ့အကြောင်းလေးကိုစာရေးချက်ကဥမာလေးနဲ့ရှင်းပြပေးထားပါတယ်နောက်တစ်ခုကကြတော့ဗာလဲဆိုလို့ရှိရင်တော့ဒီအယ်ဘတ်အိုင်စတိုင်ပြောခဲ့တဲ့ဟာလေးတစ်ခုပေါ့နော်အဲ့ဒါကဗာလဲဆိုလို့ရှိရင်စာရေးချက်ကဥပမာလေးနဲ့ပေးထားတယ် ငါးရကောင်ကိုတဲ့ကျွန်တော်တို့ကတစ်ပင်တက်တဲ့အရေးချင်းနဲ့ဆုံးဖြတ်မယ်ဆိုရင်အဲ့ဒီငါးကတသက်လုံးအတုံးမကျတဲ့ငါးရကောင်ဖြစ်နေမယ်ဆိုပြီးတော့စာရေးဆရာကပြောပြထားပြီးတယ်ပေါ့နော်ဒီထက်မှဆိုလို့ရှိရင်လည်းကျွန်တော်တို့စာရေးဆရာကအဓိကပြောချင်တာကဘာပြောချင်လဲဆိုတော့ကျွန်တော်တို့ရဲ့ဘဝမှာတဲ့ဘလောက်ပဲ အခုကိုကိုသူများတွေကအတုံးမကြဘူးလို့ပြောနေပါစီအေးကြည့်တာကိုကိုကိုသိရမယ်ပေါ့နော်ကျွန်တော်တို့လုပ်တဲ့အလုပ်မှာကျွန်တော်တို့ကတကယ်ပဲသူတို့ဘာတို့အတုံးမဝင်ဘူးဖြစ်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့လုပ်တဲ့အလုပ်မှာကျွန်တော်တို့ကငားတကောင်တစ်ပင်တက်နေတယ်လို့ဖြစ်နေလားဆိုပြီးတော့ဆိုင်ရေးဆရာကတက်လည်ပြီးစဉ်းစားခိုင်းတယ်ပေါ့နော်အဲအဲ့လိုမျိုးအတွက်ဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ဘဝမှာအမြဲတမ်းကိုလုပ်တဲ့အလုပ်ကတကယ်ပဲကိုလုပ်တဲ့အလုပ်မှာကိုကမတော်ဘူးအာသူတို့ဘာတို့အတုံးမဝင်ဘူးလို့ထင်လို့ရှိရင်တကယ်ငားတကောင်တစ်ပင်တက်နေတယ်လို့ကျွန်တော်တို့လုပ်တဲ့လုပ်ရည်တွေဖြစ်နေလားဆိုတာကိုပြန်လည်ပြီးတော့စဉ်းစားဖို့တဲ့ဆိုင်ရေးဆရာကပြောထားပါတယ် အဲနောက်တစ်ခုကကျတော့ကျွန်တော်တို့ရဲ့ဘဝမှာဒီလစ်လာတာနဲ့ပတ်သက်ပြီးတော့ဆိုင်းဆရာပြောတယ်ပေါ့နော်ကျွန်တော်တို့လစ်လာတော့မယ်ဆိုရင်ပညာရတစ်ခုခုကိုလစ်လာတော့မယ်ဆိုလို့ရှိရင်လေဒီပညာရကအနည်းဆုံးနောက်10နှစ်လောက်ပြီးခံတဲ့ပညာရမျိုးကိုသူကလစ်လာခိုင်းနေပေါ့နော်ဥပမာဆိုလို့ရှိရင်ဥပမာအင်္ဂလိပ်စာအဲကွန်ပျူတာဒီ ID နဲ့ပတ်သက်တဲ့ပညာရတွေပေါ့နော်အဲ့လိုပညာရတွေဆိုလို့ရှိရင်နောက်9နှစ်10နှစ်ရည်ရှိဆက်လက်ပြီးတွားလို့ရတဲ့ပညာရတွေဖြစ်တဲ့အတွက်အဲ့လိုပညာရရည်ရှိတင်လို့ရမယ်နောက်10နှစ်9နှစ် ၅နှစ်၁၀နှစ်အတွက်ရှိတဲ့ပညာရည်မျိုးကိုသင်ပါဆိုပြီးတော့စာရေးဆရာကပြောထားပါဗျ။နောက်တစ်ခုကကျတော့သူဗာပြောထားလဲဆိုလို့ရှိရင်ဘဝမှာပေါ့နော်ကျွန်တော်တို့ရဲ့ဘဝမှာအမလူငယ်တဘာဝဖြစ်တဲ့အတွက်အချစ်ချောင်းနဲ့ပတ်သက်ပြီးတော့လဲစာရေးဆရာကခေါ်ဝါပေးထားတယ်။ကြည့်ကြကျွန်တော်တို့ရဲ့ဘဝမှာအချစ်ရေးကြောင့်အချိန်တွေအများကြီးကျွန်တော်တို့နောင်နေစီလားအချိန်နေရာတစ်ခုမှာကျွန်တော်တို့ရက်တန့်နေလားအဲ့ဒါဆိုလို့ချင်းစာရေးဆရာကအများဆုံးရက်တန့်ကိုပြောပြထားပါဗျ။အဲ့ဒါကဘာလို့ပြောထားလဲဆိုရင်ကျွန်တော်တို့ရဲ့ဘဝမှာတဲ့အရက်တောက်ပြီးအသေးကွဲတာကိုကူစားတာတဲ့ ကော်ဖီတောက်ပြီးအလွတ်တွေကိုကျွေးရလောက်တာကတန်လေတဲ့တကယ်လို့ကျွန်တော်တို့နောက်တစ်ချိန်မှပြန်တွေ့တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ယုံကြည်ခြင်းအပြည့်နဲ့တွေ့နိုင်တယ်ဆိုပြီးဆိုင်းစရာကပြောထားပါတယ်ဒီစာအုပ်လေးထဲမှာကျွန်တော်ကိုခွန်အားရစေတဲ့အရာတွေတကယ်ပဲအများကြီးရှိခဲ့ပါတယ်တကယ်ပဲဒီတရားမှာကျွန်တော်ကအနှစ်ချုပ်လေးကိုပြန်လဲပြောပြခြင်းဖြစ်ပါတယ်တကယ်ပဲကျွန်တော်ရဲ့ဘဝမှာဆိုလို့ရှိရင်လည်းအဲကိုလုတ်တဲ့အလုပ်တွေဆိုလို့ရှိရင်အမြဲတမ်းဟိုးဆက်ဆက်တွေဆက်လုတ်တဲ့သူတယောက်ပေါ့နော်အဲ့လိုလုတ်တဲ့အခါမှာတကယ်တကယ်ကိုပြန်စဉ်းစားကြည့်လိုက်တဲ့အခါမှာ ကျွန်တော်တကယ်လုတ်ခဲ့တဲ့လုတ်တိုင်တဲ့အရာလုတ်တက်ခဲ့တဲ့အရာဘာမှမတွေ့ထူးမရှိဘူးပေါ့နော်ဟိုနည်းနည်းဆက်တဲ့ဒီဆက်ဆက်လုတ်ခဲ့တာဖြစ်တဲ့အတွက်ပြင်ရမှာကိုယ်ကသေချာမတော်ဘူးဆိုတာကိုတွေ့ရပြန်တွေ့စဉ်းစားမိတယ်နောက်တစ်ခုကကျတော့ကျွန်တော်ကပတ်ဝန်းကျင်ကိုလည်းအရန်ဗီဒီယိုဆိုက်တယ်ပေါ့နော်ဟာကိုယ်ကပတ်ဝန်းကျင်ကကျွန်တော်ကိုဘယ်လိုမြင်လဲအာကိုကဒီလိုလဲလို့ချင်းပတ်ဝန်းကျင်ငါ့ကိုဘယ်လိုပြောမလဲအဲ့လိုမျိုးအတွေးတွေကြောင်းအလုပ်တစ်ခုလုပ်လို့ဆိုရင်ကိုယ့်ကိုယုံကြည်ချက်မရှိဘူးအဲ့တော့လုတ်တဲ့အလုပ်ကလည်းဟို တည်တည်ကြကြတိတိကြကြနဲ့အောင်မြင်မှုရလက်ခတ်မလာဘူးပေါ့နော်မယုံမကြည်နဲ့လုပ်တဲ့အတွက်တည်ကြတိကြတဲ့အောင်မြင်မှုလက်ခတ်မလာတာကိုမတွေ့ရဘူးပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်ကကိုယ့်ကိုယ်ကိုတခါတလေကြက်လို့ရှင်ကိုမလုံနိုင်တဲ့နေပဲမှာကိုယ့်ကိုယ်ကိုအတင်းလုတ်ခိုင်းနေပေါ့နော်အဲ့ကဒီစာအုပ်လေးကိုဖတ်လိုက်တဲ့ချိန်မှာအော်ငါလုတ်ခိုင်းတဲ့အရာငါကငါခိုင်းတဲ့အရာကငါးတကောင်ကိုတစ်ပင်တက်ခိုင်းတယ်လို့ဖြစ်နေတယ်ဆိုပြီးတော့အဲပြန်စဉ်းစားမိပြီးတော့ကျွန်တော်နဲ့ပင့်တော်တဲ့နေပဲတွေကိုကျွန်တော်ကရှာဖွေတက်လာတယ်ဆိုတာကိုဒီစာအုပ်လေးကပဲကျွန်တော်ကခွန်အားကိုယ့်ကိုယ်ပြန်လဲပြီးတော့စဉ်းစားမိတယ်လို့ခွန်အားလည်းရပါတယ်နောက်ပြီးတော့ပြောချင်တာကတော့ဒီ now ကျိုးသင်တဲ့ပညာတွေဆိုလို့ရှိရင်လည်းနောက်9နှစ်10နှစ်အတွက်ကျွန်တော်ဘာတွေကိုလေ့လာသင်တယ်ဆိုတာကိုလည်းဒီစာရေးဆရာအဖြစ်ပြန်လည်ပြီးတော့ခွန်အားရတဲ့အတွက်တကယ်ချင်းတွေကိုလည်းပြန်လည်ပြီးတော့မျှဝေခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ